Hello အားလုံးပဲမင်္ဂလာပါဖိုးဖိုးမချင်းကနေကြိုဆိုပါရစေဒီနေ့ညမှာဆိုလို့ရှိရင်တော့ပရီးမီးယားလိဂ်ပွဲတွေလာဆက်ပြီးတော့ရှင်ပိုင်ကစားဖို့ရှိတယ်ဒီထဲမှာမှ Chelsea နဲ့ Liverpool တင်းရဲ့အကြောင်းကိုကျွန်တော်ကပြောကြည့်အောင်ပါ Chelsea ရဲ့ကွင်းမှာ Liverpool တင်းကသွားပြီးတော့ရှင်ပိုင်ကစားရမယ် Chelsea တွေတော့အင်မတန်အရေးကြီးတဲ့ပွဲဖြစ်ပြီးတော့ Liverpool တင်းတွက်ကတော့သူတို့တဲ့တိတ်အရေးမပါတော့တဲ့ပွဲပေါ့လေဒါ Premier League ဖလားလဲရသွားပြီးပြီဆိုတော့ Liverpool တွေအရေးမပါတော့ဘူးလို့ကျွန်တော်ပြောလို့ရတယ်ပြီးခဲ့တဲ့တစ်ပတ်ကတော့ Liverpool တင်းကစပါးကို9ဂိုးတကူနဲ့အနိုင်ရပြီးတော့ဖလားယူထားတာ Chelsea ရဲ့ဘက်ကတော့ကျွန်တော်တို့က Everton ကို1-0ဆိုတဲ့ရလဒ်နဲ့အနိုင်ယူနိုင်ခဲ့တာပေါ့နော်ဒါဟာပွဲစဉ်34ရက်ရလဒ်တည်းဆိုတော့ဒီနေရာမှာ Chelsea ရဲ့ဘက်ကကျွန်တော်ဘာကြောင့်အရေးကြီးလဲဆိုတော့သူတို့အနေနဲ့ဒါ Nottingham Forest တို့ နယူကာဆယ်တို့မန်ချက်စတာစီးတီးတို့အောက်ကအက်စတန်ဗီလာတို့ဘုံမောက်တို့နဲ့ပေါ့နော်ဘုံမောက်ကတော့ထားပါနေနဲ့အလံဝေးတယ်ပေါ့ဘုံမောက်ကတော့ကျွန်တော်မေ့လို့ရပြီပေါ့နော်ဆိုတော့အက်စတန်ဗီလာတို့ဘာလို့နဲ့ထီကိုပဲအဲချန်ပီယံစ်လိဝင်ဝင်တနေရာအတွက်ရှင်ပြိုင်နေရတာလက်ရှိချယ်လ်ဆီကအဆင့်9နေရာမှာချန်ပီယံစ်လိကိုမှနောက်ဆုံးနေရာဆိုတော့နောက်ဆုံးနေရာဆိုတော့ဒါပွဲတွေကလည်း3ပွဲလောက်4ပွဲလောက်ကျန်နေသေးတဲ့အခါကျတော့ချန်ပီယံစ်လိဝင်ခွင့်တဲ့အာမခံချက်ကမရှိသေးဘူး ကျော်ချဲစီအနေနဲ့ဒါကြောင့်ဒီပွဲကအရေးကြီးတယ်လို့ကျွန်တော်ပြောတာပါเนาะဆို34ပွဲကစားပြီးတဲ့အချိန်မှာချဲစီက18ပွဲနိုင်ထားတယ်၊9ပွဲတည်ရင်10ပွဲရှုံးနေတိုက်စစ်က59ခုရပြီးတော့ခန်းစစ်ကဂိုး40ပြန်ပေးထားရတယ်။ရမှတ်60တိရှိထားပြီးတော့အဆင့်9မှာဆိုရမှတ်60ဆိုမြဲလို့သူ့အောက်က Nordian Forest ကလည်းရမှတ်60เนาะအဆင့်9က Aston Villa ကလည်းရမှတ်60ဒါပေမဲ့ Aston Villa ကတော့တပွဲတော့ကစားပြီးပြီပေါ့လေ။ဆိုတော့ဒီသူ့ထက်က Newcastle ကလည်း62မှတ် မန်ချက်စတာစီးတီးကလည်း64မှတ်ဆိုတော့ဒါကြောင့်ကျွန်တော်အနေနဲ့ပေါ့နော်နယူကာဆယ်တို့အက်စတိုမီလာတို့နိုရီယန်ဖော်ရက်စ်တို့နဲ့ချယ်ဆီတင်းကအမှန်ကန်ပြန်ရမှာချန်ပီယံစ်လိဝင်ဝင်တက်နေရအတွက်ဒီသင်းနေကြတဲ့မှာအမှတ်ကလည်းအလွန်ဆုံးကွာမှာနှစ်မှတ်ဆိုတော့အရာရာစိတ်ချလို့ရတဲ့အနေထားမှာကျွန်တော်တို့ရှိမနေဘူးဒါကြောင့်ချယ်ဆီအနေနဲ့ဒီပွဲဟာသူတို့အတွက်အင်မတန်အရေးကြီးတယ်လို့ကျွန်တော်ပြောတာတစ်ဖက်က Conference League ကိုမှီလို့မရဘူး Conference League ကသူတို့အတွက်ဘာမှမဟုတ်တော့ဘူး ဘာလို့လဲဆိုတော့ပရမအကျော့မှာကလေးကဂူပြက်နိုင်ထားပြီးတော့ဒုတိယအကျော့ကလည်းကစားမတွေအများကြီးကိုအနာပေးပြီးတော့ဟိုဘယ်လိုပြောမလဲကန်ရင်တောင်မှအေးအေးဆေးဆေးနိုင်တဲ့ပွဲမျိုး Conference League ရရင်တောင်မှ Europa League လောက်ပဲဝင်ဝင်ရမှာအဲ့လိုမျိုးဆိုတော့ Chelsea တို့က Conference League ကတော့ကျွန်တော်ရလို့ကျွန်တော်တို့ရဲ့တိတ်မက်ဆရာမရှိဘူးဗျာเนาะ Conference League ကိုအာယုံဆိုင်ဆရာအကြောင်းကိုမရှိတာเนาะအဲ့အဲ့ပြိုင်ပွဲကထွက်သွားရရင်တောင်မှမင်းလည်းဘယ်လိုပြောမလဲဟိုပွဲကစားရတာတွေရော့သွားတာပဲရှိမှာမင်းဘိုးဆွဲလည်းဘာမှတိတ်ပြီးတော့အကြီးပါမယ်ဟာမှုမဟုတ်ဘူး ဆိုတဲ့အခါကျတော့ Chelsea တို့ရဲ့ Champions League ဝင်ခွင့်ဒီအများကြီးအရေးကြီးတယ်။ဒါကြောင့်ဒီပွဲက Chelsea တို့အများကြီးတတိထားပြီးတော့ကစားမယ့်ပွဲပါ။ဒါအပြင်အင်ရှင်ဖြစ်တဲ့အတိုင်းအညီ Chelsea အနေနဲ့ဒါအင်ရှင်ပြည်သက်တွေကိုစိတ်ပြအောင်ကျွန်တော်လုပ်လို့မရအောင်ခုနကပြောလိုပဲတစ်ဖက်ကလီဗာပူးတင်းဆိုတာကသူတို့အတွက်ဖလားကရသွားပြီလီဗာပူးတင်းအတွက်ယာစီကုန်တိကဘာမှအရေးမပါတော့ဘူးเนาะဘာမှအရေးမပါတော့ဘူးအဓိကကစားမှာတချို့လောက်ပဲသူတို့ပါတော့မှာအကုန်လုံးတော့ပွဲထုတ်ချင်မှာထုတ်မှာဒါအပြင်ပေါ့เนาะကျွန်တော်တို့ဒီလီဗာပူးတင်းနေနဲ့ ဟိုကြားထဲမှာလည်းဘာပွဲမှန်ကစားခဲ့ရတာမျိုးကျွန်တော်မရှိဘူးဆိုတော့ကြားအနားရက်ဒီဘာတွေရထားတယ်အဲ့တော့ကျွန်တော်တို့ဒါထဲ့ကောင်းလဲထဲ့လာမှာပေါ့လေလူစုံတက်စုံနေပေါ့နော်ဒါပေမဲ့တို့တေချာတာကလေပါဦးတင်းဒီသူတို့ဖလားမရခင်ကလိုမျိုးအားဆက်ပြီးတော့ကစားခြင်းမှာကစားတော့မယ်နော်ဆာလာတို့ကတော့ပါမှာပဲအဓိကအတွက်ရွှေဖိနက်ဒီဘာတွေအတွက်သွားနေတာဆိုတော့ဆာလာတို့ကျွန်တော်ပါဖို့ရှိတယ်။နောက်တက်မှာအရေးကြီးတဲ့ဗန်တိုက်တို့ပါဖို့ရှိမယ်။ကိုသမားကအပြောင်းလဲရှိလိမ့်မယ်လို့ကျွန်တော်မထင်ဘူး။ကွင်းလယ်မှာကျွန်တော်အပြောင်းလဲကောင်းပြောင်းလဲလာနိုင်တယ်။ တိုက်စစ်မှာဆိုလို့ရှိရင်လည်းပဲကျွန်တော်အပြောင်းလဲတွေဖြစ်ကောင်းဖြစ်လာနိုင်တယ်အန်ဒါဒီပေါ့ဒီလိုမျိုးလေးတွေပြောင်းလဲလာပြီးဆိုကြဲကူက Chelsea အနေနဲ့ဒါ Liverpool တင်းရဲ့ဒါဘလို့အကောင့်ဆုံးအသင်းမဟုတ်တဲ့ခါမှာသူတို့နိုင်အောင်ကစားရမှာပဲဒီညမှာနီးပြဖြစ်တဲ့ Enzo Maresca အနေနဲ့လည်းဒီဘွဲကိုနိုင်အောင် manage လုပ်နိုင်ဖို့ကျွန်တော်လိုတယ်။ Maresca နဲ့ပတ်သက်လို့ရှိရင် Chelsea ပြည်သက်တွေကဒီယာဒီမှာအလောက်ကြီးဒီအမရကြဘူး။ယာဒီစကတော်တော်လေးဟုတ်နေပြီမဲ့ပေါ့နော်။နောက်ပိုင်းနေမှာဆိုလို့ရှိရင်19နဲ့ပွဲစဉ်တွေကိုမနိုင်တာ ဒါပြင်ကျွန်တော်အိမ်ဝင်းမှာအမှတ်တွေတခြားရော့တာတည်ရပွဲတွေဇက်တိုက်တွေကျွန်တော်များတာကရူပါမာတို့ပါနောက်ပိုင်းမှာခြေသွင်းနေကြလာတာဒါပြင်ကျွန်တော်ချန်ပီယံစ်လိဝင်ဝင်ကလည်းမတိကြလို့ဘာလို့ဖြစ်လာတာဒီနဲ့ချယ်ဆီပရိသတ်တွေဘက်ကနောက်ပိုင်းပွဲတွေမှာဘယ်လိုမှသဘောမကျတာဆိုတော့အခုတော့ဂျက်ဆင်တို့ဘာလို့ပြန်ကစားနေပြီးတော့ဂျက်ဆင်ကိုယ်တိုင်ကလည်းဂိုးတွေပြန်ပြီးတော့ twin ပေးနေပြီပေါ့နော်အဲတခုပဲဗျာနော်ကရူပါမာတို့ဘာလို့ကအရင်ကျွန်တော်တို့ဒီယာဒီစတွေလိုမျိုးတအားကြီးအားကိုးရတဲ့အခြေအနေမှာရှိမနေသေးဘူးဒါအပြင်ကျွန်တော်တို့ဒီဘယ်လိုပြောမလဲ ဟိုတောင်မမာဆိုလို့ရှိရင်လည်းပဲပက်ထရိုနေတူတို့ပါလို့เนาะဂျီဒန်ဆန်ဆန်ချူဆိုလို့ရှိရင်တော်တော်လေးတိုင်ပတ်တဲ့နေရာမှာပါတယ်ဒါမှမဟုတ်သူဒီနေ့က conference league မှာ goal လာမသိသွင်းသွားသေးတယ်ဆိုတော့ reliable ပဲမဖြစ်ဘူးပေါ့เนาะခြေသွမ်းနေကတတ်တမတ်တဲ့ကျွန်တော်ရှိမနေဘူးမိခိုးလို့ရတာမျိုးကျွန်တော်ရှိမနေဘူးဟာငါတို့တင်ရတော့เนาะနိုင်ပွဲရဖို့လိုနေပြီအာဒီကောင်းတော့အမှန်ကန်အားကိုးလို့ရတယ်ဘာညာဆိုတာမျိုးကျွန်တော်ဟုတ်မနေဘူးအဲ Chelsea နေနဲ့ဒီနေ့ပွဲစဉ်ကသူတို့အတွက်ပေါ့နော်ကျွန်တော်တို့အများကြီးတတိထားပြီးတော့ကမ်းမယ်ပွဲမဖြစ်မနေကိုနိုင်ရမယ်ပွဲပါ ချန်ပီယံဖြစ်သွားတဲ့အသင်းဆိုတာတည်းသူတို့ဟာပို့ပြီးတော့အရေးကြီးတဲ့အသင်းမျိုးပေါ့နော်။ဟိုလီဗာပူးဘက်ကတော့အနည်းပြဖြစ်တဲ့အာနီစလိုအနေနဲ့အာလူငယ်ကစားမတွေကိုနေရာမြန်ပေးမလားပေါ့။အဓိကတရားဒီလုံးအတိုင်းတာနဲ့ကျွန်တော်တို့ကြည့်ရင်လီဗာပူးသင်းကအပြောင်းလဲတွေအများကြီးလုပ်လို့မရှိဘူး။ဒီပွဲထွက်လူစဉ်၁၁ရောက်နေပါပဲ။အလွန်ဆုံးပြောအလွန်ဆုံးပြောရင်နှစ်နေရာသုံးနေရာပေါ့ဗျာ။အဲ့လောက်ပြောင်းပြီးတော့အမှန်ကန်သုံးလာတာ။တပွဲတပွဲမှာအရေးကြီးတဲ့ပွဲတွေဆိုသုံးနေရာပြောင်းနေဆိုတာမရှိသလောက်ပဲ။အဲ့လိုမျိုးနဲ့လီဗာပူးသင်းကတောက်လျှောက်ဆိုလို့တရားဒီလုံးနေပါကစားလာတော့ နောက်ရာသီအတွက်လည်းဘာမှလွန်လွန်ကျွညွမဖြစ်အောင်ဒီရာသီကလည်းမလူတော့ဘူးဆိုတော့သူတို့အပြောင်းလဲတွေတော့လှုပ်လာတင်တယ်လို့ထင်နေပါတော့။ဒါပါတော့ဇက်တိုက်ကစားနေရတဲ့ခုနကပြောတဲ့ဘန်တိုက်တို့အလက်စတာတို့နော်ဂရီဗန်ဘောက်စ်တို့ဒီလူကစားမတွေကအနာပီးတဲ့နေတယ်မှာကျွန်တော်တို့ပါတယ်။အနာပီးတဲ့နေတယ်မှာပါတဲ့ဆာလာတော်မှဟိုဘယ်လိုရလဲရွှေဖိနေစုတွေသွားနေတဲ့အတွက်သူ့ကိုအနာပီးခြင်းမှာပြီးမှာဒါမျိုးတို့အနာပီးတဲ့နေတယ်မှာပါတယ်။တိုက်စစ်မှာဆိုလို့ရင်နူးနက်စ်တို့အချိန်ရလာမလား။ နော်ဂျူဒါကအကယ်လို့ဒဏ်ရာပြေသနာပြန်ကောင်းလာပြီဆိုလို့ရှိရင်ဂျူဒါတို့ဘာလို့နေရာပြေးတာတွေတော့မြင်ရလိမ့်မယ်လို့ကျွန်တော်ထင်တယ်။အဲကြောင့်မလို့အပြောင်းလဲတွေလှုပ်လာဖို့ရှိတဲ့လီဗာပူးအသင်းဖလားတွေဘာတွေရသွားပြီးတော့သူတို့အတွက်အရေးမပါတော့တဲ့အခြေအနေမျိုးမှာချဲစီကွင်းမှာတော့ချဲစီကပဲအားသာချက်တင်နေကျွန်တော်အနိုင်ယူနိုင်စွမ်းရှိတယ်လို့ကျွန်တော်ယူဆတယ်။အဓိကအပြင်ဒီပွဲဟာချဲစီအတွက်အများကြီးရည်ကြည်ပါတယ်။ချဲစီနိုင်မှကိုဖြစ်မယ်ချန်ပီယံစ်လိဝင်ခွင့်တနေရာတေးကြခြင်းနဲ့ဆိုရင် Chelsea နိုင်မှကိုကျွန်တော်ဖြစ်မယ်ပေါ့နော်ဆိုတော့ Mares ကအနေနဲ့ဒီနေ့ပွဲစဉ်မှာဖေကဆာမာတွေကိုပွဲထွက်လာမယ်ခြင်းရလဲ ညီကတို့ Chelsea အနေနဲ့အိမ်ခွင့်မှာအနိုင်သုံးမှတ်ကို United ဆွဲရှိတယ်လို့ထင်ကြတာဆွေးနွေးကြပါအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်